ားအမှုကတော့အခုချိန်ထိတင်ဆက်ခဲ့တဲ့တခြားဘယ်အမှုတွေထက်မဆိုပိုပြီးတော့ရက်ဆက်ထိတ်လန့်စရာကောင်းပြီးတော့တတော်များများရဲ့စိတ်ကိုမတက်မတားဖြစ်စေနိုင်ပါလေ။ဒါကတော့လုံးဝဒီတိုင်းကိုမင်းပြစ်လို့မဖြစ်တဲ့တရက်ခံဂျိုးဂျူဆုံးတကယ်တမ်းဒီအမှုကိုလူတွေသိလာကြတဲ့အချိန်ကတော့အမှုဖြစ်ပြီးလို့တနစ်ကြတဲ့အချိန်မှဖြစ်ပါလေ။တေချာပေါ်အစပိုင်းတို့ကတော့ဒီလိုမျိုးနိုင်အောင်လေးအမှုဆိုရဲ့အနေနဲ့ပဲမှတ်မိကြတဲ့သူတွေများမယ်ထင်ပါလေ။ ။နာယောင်းဆိုတဲ့နာမည်ကတော့ဖေတူပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာနစ်နာသူကိုအဓိကထားနေတဲ့အခေါ်ဝေါ်ဆိုပြီးတော့အင်တာနက်အသုံးပြုသူတွေကြားမှာတော်တော်လေးပြောစရာဖြစ်သွားတယ်လို့လည်းဆိုပါတယ်။အဲ့ဒီနောက်ပိုင်းကနေစပြီးတော့လုံးဝမင်းပြလို့မရတဲ့ကျူးလွန်သူရဲ့နာမည်ကတော့ဂျူတွန်ဆောအမှုအဖြစ်နဲ့အခေါ်ဝေါ်ကိုပြောင်းလဲခဲ့ကြပါတယ်။၂008ခုနှစ်စနေလပိုင်း7ရက်နေ့မနက်8:00နာရီ3မိနစ်ဖြစ်ပါတယ်။ကိုရီးယားနိုင်ငံဂျယန်ဂီပြည်နယ် အန်ဆန်းမျိုးဝန်ကိုရက်ကွက်ရဲ့ charge ပြရာကြောင့်ရှိအမိကမူလတန်းကြောင့်မှာတော့ပထမတန်းတက်နေခဲ့တဲ့နာမည်ပြောင်းပြောရမယ်ဆိုလို့ရှိရင်တော့နာရောင်းလေးတယောက်ကကျောင်းကိုလာနေတော့မှာပဲလူစိမ်းတယောက်ကသူ့မောက်ကိုလာပြီးတော့စကားလာပြောပါတယ်။မြင်းဒီဖျားကြောင့်တက်တာလားဆိုတော့နာရောင်းလေးကလည်းမဟုတ်ဘူးလို့ဖြေခဲ့ပြီးတော့အဲ့ဒီယောက်ျားကတော့ကလေးရဲ့ပါးစပ်ကိုပိတ်ပြီးတော့ဖျားကြောင့်ရဲ့တက်စင်ခံတွေကိုခေါ်သွားပါတယ်။ ဒီလူစိမ်းယောက်ျားကတော့ရှစ်နှစ်အရွယ်မင်းငငယ်လေးကိုကောင်းတဲ့အရာကိုလုတ်ခိုင်းပါတော့တယ်။ကလေးကတော့ဒါကိုတေချာပေါက်ကိုညှင်းဆန်ခဲ့တော့ပေါ့။အဲ့ဒီမှာပဲအဲ့ဒီလူကကလေးရဲ့ခေါင်းနဲ့မျက်နှာကိုအဓိကထားပြီးတော့စတင်ညှိနှက်ခဲ့ပါတော့တယ်။ကလေးရဲ့လက်ဘင်းကိုလည်းညှစ်ပြီးတော့တတိမိအောင်လုပ်ဖို့လုပ်ခဲ့ပါလေတဲ့။ဒါပေမဲ့လည်းကလေးကသူ့သဘောဆန္ဒအတိုင်းအဲ့ဒီလိုမဖြစ်လာတဲ့အခါမှာတော့ကလေးရဲ့စပင်ကိုဆွဆွဲပြီးတော့ကလေးကိုအိမ်သာဖတ်တယ်ကိုညှစ်ပစ်လိုက်ပါလေတဲ့။ ကလေးရဲ့မျက်နာကအိမ်သာခွက်ထင်းမှာနစ်နေပြီးတော့မိုးမသေးုံတမဲနှိမ့်ဆက်တာကိုရှစ်နှစ်အရွယ်နာယောင်းလေးဟာခံခဲ့ရတယ်။အဲ့ဒီလိုလှုပ်ပြီးတော့မယုံကန်နိုင်တော့အောင်လှုပ်ပြီးရဲ့နောက်မှာတော့တရက်ခန့်ကထပ်ပြီးတော့ကလေးရဲ့လက်ရင်းကိုကညှစ်ပြီးတော့လုံးဝမေ့သွားအောင်လှုပ်လိုက်ပါတော့တယ်။ဒီအထိကတော့ကလေးရဲ့ထွက်ဆိုချက်နဲ့တက်တေကန်ဖြစ်စီအနေနဲ့ပြီးတော့ဝန်ခံတာတွေကနေတစ်စီယူဆချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာဘလူကိစ္စမျိုးတွေဖြစ်လာလဲဆိုတာကတော့ပြောပြဖို့တော့မအရင်ခက်ခဲပါတယ်။ဒါကြောင့်ဘလူကိစ္စတွေဖြစ်လာလဲဆိုတာကိုအသေးစိတ်ပြောပြဖို့ထက်အကြမ်းမင်းနဲ့ရှင်းပြပါရမယ်နော်။အဲ့လိုနဲ့ကလေးကမိသွားပါလို့ဒီအခြေအနေနဲ့ကလေးကိုအခုပိတ်ထားတဲ့အင်ကာခေါက်ပေါ်မှာမှောက်လိုက်ပြီးတော့သူ့ရဲ့အလုံးစင်နာတွေကိုဖြည့်ဆည်းပါတယ်။တစ်ခေါက်နှစ်ခေါက်ဒီမဟုတ်ပါဘူး။ဒါမျိုးလုံရင်းလုံရင်းနဲ့ကလေးရဲ့ခေါင်းကတော့အင်တာခွက်ရေးတိုင်းကြီးမှာပြင်းပြထန်ထန်ကိုစောင့်မိနေခဲ့တာပ လက်မောင်းရဲ့အတွင်းဘက်ကလည်းအင်ဂျာခွက်အခုံးပေါ်မှာထိရသားနေပြီးတော့နောက်ထပ်ညာဘက်ပခုံးကတော့ပြင်းပြင်းထန်ထန်ကိုလဲထွက်နေခဲ့ပါတယ်ခေါင်းနဲ့တိုက်မိထားတဲ့ရေတိုင်ပင်ဘက်မှာညာဘက်နားအပေါ်ဘက်ကလည်းလုံးဝပျားနေခဲ့ပါတယ်သူ့ရဲ့စိတ်ဆန္ဒတွေကိုရှိနေအရွယ်ကလေးစီမှာဖြည့်ဆည်းဖို့လုပ်ခဲ့တာပါတရခန်ဂျိုဒူဆိုးဟာအင်ဂျာခွက်အခုံးကိုဖွင့်ပြီးတော့ကလေးရဲ့မျက်နှာကိုနှိမ့်ခဲ့တယ်လို့လည်းဆိုကြပါတယ်ဒါပေမဲ့တကယ်ရဆက်မှုကတော့အခုမှစတာ အစမှာတော့သူကချစ်နေရွယ်ကလေးကိုခြိလိုက်ပြီးတော့သူမရဲ့တင်မားကိုအင်တာရေခွက်ထဲမှာနှစ်လိုက်ဆင်လိုက်နေလောက်ပါတယ်။အဲ့ဒါလည်းအပြီးမှာတော့ကလေးကိုတနည်းနေရာတစ်ခုမှာ တင်လိုက်ပြီးတော့အလုံးပဲတန့်စင်ကမှာတုံးနေဆုပ်ခတ်တံတိတယ်မဟုတ်လား။အဲ့ဒီဆုပ်ခတ်တံနဲ့ပဲအဲ့ဒီကလေးကိုအားနဲ့ကတ်လိုက်ခွာလိုက်လို့လောက်ပါတယ်။အဲ့ဒီမှာဘလို့ဖြစ်လာလဲဆိုတော့ကလေးရဲ့ခန္ဓာကိုယ်တွေကနေပြီးတော့အတွင်းကလေးစားရထွက်ကြလာပါတော့တယ်။အဲ့ဒီလိုလှုပ်လိုက်ရတဲ့အကြောင်းရင်းကတော့ အဲ့ဒီကလေးရဲ့ဥထဲမှာကြံနေသေးမလားမသိရတယ်သူ့ရဲ့ခြေရာလက်ရာတွေကိုဆေးပြစ်ဖို့အတွက်လုပ်ခဲ့တာပါအဲ့ဒါကြောင့်အင်တာရီထဲမှာအဲ့ဒီဥကလူစားတွေကိုပြန်ပြန်ပြန်နဲ့ရေဆေးလိုက်ပြီးတော့ပြန်ပြီးတော့မစင်ပေါက်ကနေတစင်ကလေးရဲ့ခန္ဓာကိုယ်ထဲကိုထိုးထည့်လိုက်ပါတယ်ပြီးတော့လည်းဘေးမှာရှိနေတဲ့ရေပိုက်တွေပဲကလေးရဲ့ဒီကိုယ်လုံးကိုဆေးကြောလိုက်ပါတယ်ခေါင်းနဲ့နားပြီးတော့အောက်ပိုင်းသူ့ရဲ့ခြေရာလက်ရာတွေကိုကြံနေမဲလို့ထင်းတဲ့အပိုင်းတွေအကုန်လုံးကိုရေနဲ့ဆေးချလိုက်ပါတယ် အဲ့ဒီလိုရင်းနဲ့ဆေးချလိုက်တော့ကလေးရဲ့ခန္ဓာကိုယ်မှာနိုးပြီးတော့ရှိနေတဲ့ဒဏ်ရာတွေကဒဏ်ရာလုံးတော့ပြောလို့မရနိုင်တဲ့အခြေအနေကြီးကိုပျက်စီးသွားတော့ပေါ့အကျဉ်းပြပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်နဲ့သူ့လက်ပွေတွေကိုလည်းဆေးချလိုက်ပြီးတော့သွေးတွေကိုပါဆေးချလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ကလေးရဲ့ခန္ဓာကိုယ်တွေကကလီစာတွေကတေချာပေါက်ဆွဲအားကြောင့်အောက်ကိုထွက်ကြလာတော့အဲ့ဒါကြောင့်သူကအဲ့ဒီကြလာတဲ့ကလီစာတွေကိုတားဖို့အတွက်နဲ့ကလေးကိုချမ်းမြေပေါ်မှာလှဲချလိုက်ပါတယ် ပြီးတော့လေခါးကိုချိုးလိုက်ပြီးတော့တင်မားကိုအင်္ဂါခွက်မှာချိတ်လိုက်ပါတယ်အဲ့တော့အပေါ်ကိုမော့နေတဲ့အနေထားမျိုးဖြစ်အောင်လုပ်လိုက်တာပေါ့အဲ့လိုဆိုရင်ဆွဲအားကြောင့်ကလီစာတွေထွက်မကြလာတော့ဘောဒါလူတယောက်ရဲ့ခန္ဓာကိုယ်အနေနဲ့တော့ဖြစ်နိုင်တဲ့အရာမျိုးမဟုတ်ပါဘူးဒါပေမဲ့လေအဲ့ဒီအခြေအနေမှာပဲထပ်ပြီးတော့တရခန်ဂျိုဒူဆွန်းဟာအဲ့ဒီအနေထားမှာပဲသူ့ရဲ့အလိုဆန္ဒတွေကိုထပ်ဖြည့်စည်းလိုက်ပါတယ်တဲ့ဒီလိုလှုပ်လိုက်တဲ့နေရာမှာ तू မသိလိုက်တဲ့အရာတစ်ခုကတော့ သူ့ရဲ့ခြေရာလက်ရာတွေကကြံရှိနေခဲ့ပြီးတော့ရေနဲ့ဆေးပေမဲ့လည်းနောက်ဆုံးမှာဆက်ဆင်းမှုတွေမှာအကုန်ပေါ်သွားပါတယ်။ကလေးကိုဆေးကြောလိုက်တဲ့နေရာမှာကလေးရဲ့မျက်လုံးနှာခေါင်းထဲကိုရေအများပြားဝင်သွားပြီးတော့ကလေးကတော့အမီးအာရုံပျက်စီးတာတွေနှာခေါင်းထဲဆိုင်ရဲ့ရောင်ရမ်းမှုပြီးတော့အတွင်းနှာရောင်ရမ်းမှုတွေပါဖြစ်လာပါတော့တယ်။ ခဲတွေကတော့ရရှိလာတဲ့လက်ွေရံနဲ့ကလေးရဲ့အဝတ်တွေမှာပေနေတဲ့သွေးစားတွေကိုအထောက်ထားအနေနဲ့အနည်းတစ်ဝိုက်မှာနေထိုင်သူတွေကမှတန်တရားရှိသူတွေကိုရှာဖွေခဲ့ပါတော့တယ်။ပြီးတော့စစ်စေးစတင်ပြီးလို့58နာရီအကြာမှာပဲဂျိုဒူဆွန်းကိုဖမ်းဆီးမိခဲ့ပါတယ်။ဂျိုဒူဆွန်းကတော့ဆန်ချုံလေးကြီးရဲ့ကန့်ထွက်တယောက်ဆန်ချုံလေးကြီးရဲ့ကန့်ဆိုတာကတော့တောင်ကိုရီးယားမှာ1989ခုနှစ်12လပိုင်း12ရက်နေ့မှာဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုရဲ့ခေါင်းဆောင်ဂျောင်းဒူမန်ကနေပြီးတော့ပြည်သူတွေကို၆လမ်းဖို့တော်လန်နာတွေကိုဖိနှိပ်ဖို့အတွက်နဲ့ရာဇဝတ်သားတွေအပြင်ကိုအပြစ်မရှိတဲ့ရိုးရိုးပြည်သူတွေအထိပါဖမ်းဆီးပြီးတော့ဖိထားတဲ့တရားမဝင်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။နာယောင်လေးအကြောင်းကိုဆက်ပြောရမယ်ဆိုလို့ရှိရင်တော့နာယောင်လေးကအသက်၈နှစ်အရွယ်လေးမှာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုခံခဲ့ရတာပဲ။သူမကတော့ဒီမဖြောက်ဖြစ်နိုင်တဲ့အမှုကြောင့် စအိုအတုထိပါလုတ်ခဲ့ရပြီးတော့တသက်လုံးမစင်အိတ်တွဲလုံးနဲ့နေသွားရတယ်လို့လည်းဆိုပါတယ်။နှာရောင်းလေးရဲ့အဖေကတော့အဲ့ဒီအချိန်လုံးကနေသာအလုသမားတယောက်ဖြစ်ပြီးတော့အမေကတော့အိတ်အကိုဖြစ်ပါတယ်။တင်းရဲ့အချိန်လေးကလည်းလုံးဝမကောင်းခဲ့ပဲနဲ့တကယ်တမ်းမှာလေနေထိုင်ရင်ထောက်ပံ့မှုကိုခံနေရတဲ့မိသားစုပဲဖြစ်ပါတယ်။အမှုမတိုင်ခင်အထင်ကိုသမီးလေးအတွက်တလောက်ကို1000ဆိုတဲ့အောင်မခံမှုလေးနဲ့ပဲပေးသွင်းနေခဲ့ရတာအကုန်လုံးပဲလို့ဆိုပါတယ်။ ဒီအမှုကိုနားထောင်ကြည့်လိုက်လို့ရှိရင်ဂျိုဒူဆွန်းကိုဒေါသထွက်ရပြီပဲအဲ့ဒီလောက်ကိုနာယောင်းလေးအတွက်လေတော်တော်လေးကိုနာကျင်ရမှာပါသူမရဲ့မိသားစုကတော့ဘလို့ဖြစ်ခဲ့မလဲမိဘတွေကတော့အမှုပြီးနောက်မှာနာယောင်းလေးရဲ့ကုသမှုမှာပဲအာရုံစိုက်ခဲ့တယ်လို့ပြောကြပါတယ်တစ္ဆန်းမျိုးကနေပြီးတော့ထောက်ပံ့မှုတွေကိုယူပြီးတော့စေးရုံစေးကိုပါကြားခံပေးခဲ့တယ်လို့လည်းပြောကြပါတယ်ဘာကငါနေလဲပဲဒါဟာစိုးရတဲ့အမှုဖြစ်တယ်ဆိုတဲ့အချက်ကိုစဉ်းစားပြီးတော့ဝမ်သိမ်းလေးအောင်ပေးရခဲ့ပါလေတဲ့ ဒါပေမဲ့လေဒီမှာပြဿနာတစ်ခုထပ်ပေါ်လာပါတယ်။အန်ဇမ်မျိုးကနေပြီးတော့ဝမ်သိန်းလေးရာဆိုတဲ့ငွေကိုရခဲ့တဲ့အတွက်ကြောင့်လေကုသမှုစီကိုပြန်ပေးရမယ်မရဘူးဘာညာဆိုပြီးတော့ပြန်မပေးရင်အိမ်နှစ်ချုပ်စပေါင်းငွေကိုသိမ့်မယ်ဆိုတဲ့ကြေညာစာကိုလည်းထုတ်ခဲ့ပါတယ်တဲ့။စီးပြေးရပြောရမယ်ဆိုလို့ရှိရင်ဘဏ်ထဲမှာဝမ်သိန်း30ကျော်တဲ့ငွေရှိနေလို့ရှိရင်နေထိုင်ရေးထောက်ပံ့မှုအကျိုးမြတ်ကိုခံစားဖို့မရှိဘူးလို့လည်းဆိုကြပါတယ်။ ဒါကြောင့်ဒါကိုထောက်ပံ့မှုခံနေရတဲ့သူအဖြစ်ကနေဖယ်ရှားတာကိုလည်းခံလိုက်ရပါတယ်။တကယ်တမ်းနာရောင်လေးကတော့ဒီအမှုကြောင့်ခနာကိုဒစိတ်တစ်ပိုင်းရဲ့စွမ်းဆောင်ရည်တွေကိုပါတသက်လုံးဆုံးရှုံးလိုက်ရပြီးတော့ရှေ့လျှောက်နေစိတ်ပိုင်းဆိုင်ရာကုသမှုတွေကိုခံရမယ့်အခြေအနေမဟုတ်ဘူး။ဒါပေမဲ့လည်းအန်ဆန်းမျိုးဘက်ကတော့အစပိုင်းမှာအကျိုးအကြောင်းကိုပြောပြခဲ့ပေမဲ့လည်းလက်မခံခဲ့ဘူးလို့ဆိုကြပါတယ်။ဒါပေမဲ့ဒါဟာလုံးဝဒေါသထွက်စရာကောင်းတဲ့အမှုမဟုတ်လား။ ဒါကြောင့်များပြားလာတဲ့အင်တာနက်အသုံးပြုသူတွေကဒေါသတွေထွက်ပြီးတော့ဝေဖန်တဲ့စာတွေကိုတင်ပေးတဲ့ကျေးဇူးကြောင့်သာအန်ဆန်းမျိုးကနေပြီးတော့ဒါတွေအကုန်လုံးကိုပြန်ရုပ်သိမ်းခဲ့တယ်လို့လည်းဆိုပါတယ်။ဂျိုဒူဆွန်းကတော့ပထမအကြိမ်ရောက်တဲ့ရုပ်ခွေမှာသူ့အပြစ်မရှိကြောင်းပြောပါတယ်။နောက်ကျတော့ကျုပ်အရက်တွေမူပြီးတော့ကောင်းကောင်းသတိမရဘူးဆိုပြီးတော့လည်းရောချသွားပါသေးတယ်။နောက်ကျပြန်တော့လည်းအော်ကျုပ်အဲ့တော့ကတန့်စင်ကနေကဒီတယောက်ယောက်ထွက်ပြေးသွားတာကိုမြင်လိုက်ပါတယ်။ ကျုပ်ကတကယ်တော့ကဲပြီးဖို့ဝင်သွားတာပါဆိုပြီးတော့လေထွက်ဆိုပြန်ပါသေးတယ်။ထွက်ဆိုချက်တွေကတော့အခောက်ခောက်ခါခါပြောင်းလဲနေကြတာပေါ့။တကယ်ပဲနောက်ဆုံးအထိကိုသူ့ဟာသူ့ကိုယ်သူစင်ကြယ်ပြီးဖို့အတွက်နေပဲအလုပ်တွေရှုပ်နေကြတာပေါ့။နောက်ဆုံးမှာတော့သူ့ဟာတရားရုံးကနေဘယ်လိုစီရင်ချက်ချခံလိုက်ရမလဲ။ကျောတူဆုံးကတော့အသက်ကြီးနေမှုပြီးတော့အရက်ဆွဲနေတာဖြစ်တဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာချွေရင်းနေတဲ့သူအဖြစ်သတ်မှတ်ခံရပြီးတော့ထောင်နဲ့၁၂နှစ်ထိပဲချမှတ်ခံရပါတယ် တရားရုံးကတော့ဒါဟာအယက်တေစာတောက်သုံးထားတဲ့အတွက်ကြောင့်စိတ်နဲ့ကိုယ်နဲ့အာနေနေတဲ့အခြေအနေဖြစ်တယ်ဆိုတာကိုထည့်သွင်းစဉ်းစားပြီးတော့ပြစ်ဒဏ်ကိုချမှတ်လိုက်တာပါဒါပေမဲ့ဒါဟာပြဿနာကြီးဖြစ်လာတာပေါ့တေကြပေါ့ပြစ်မှုဆိုင်ရာဥပဒေအခန်းတစ်စက်အပိုင်းနှစ်မှာစိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာချူရင်းမှုကြောင့်အရာဝတ္ထုတွေကိုခွဲခြားပြီးတော့ဝေဖန်ပိုင်းခြားနိုင်စွာရောကြနေတဲ့သူရဲ့ပြစ်မှုကိုချော့ချနိုင်တယ်ဆိုတဲ့သတ်မှတ်ချက်ရှိပါတယ်ဒါပေမဲ့ဒီမှာ စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာချွေးမှုဆိုတာကတော့စိတ်ပိုင်းဆိုင်ရာယောဂါကိုပြောတာတွေမဟုတ်ဘဲနဲ့အရက်ကြောင့်အရက်မူးနေတဲ့လူအထီကိုပါပါသွားတာပေါ့အဲ့ဒါကြောင့်လူတွေလည်းဒါဖြစ်သင့်လားဆိုပြီးတော့ပြဿနာတွေဖြစ်လာပါတော့တယ်ဒါပေမဲ့ဒီထက်ပိုပြီးပြဿနာကတော့ဂျိုတူဆွန်းဟာဒီပြစ်ဒဏ်ဟာငါအဲ့အတွက်ကြီးလေးရယ်ဆိုပြီးတော့လည်းအယူခံဝင်မှသေးတယ်လုံးဝကို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 ပြန်လဲတုံးတက်ဖို့စိတ်မှုရှိတော့တာပေါ့ဒါပေမဲ့လည်းတော်သေးတာက အဲ့ဒီအယူခံကပယ်ချခံလိုက်ရပြီးတော့သူဟာထောင်နဲ့၁၂နှစ်ကတော့တည်ချသွားတာပေါ့ဒီအမှုဟာတောင်ကိုရီးယားရဲ့တော်တော်လေးကိုပြောစရာဖြစ်သွားတဲ့အမှုတစ်ခုဖြစ်ခဲ့ပြီးတော့ကလေးငယ်လေးရဲ့လိင်ပိုင်းဆိုင်ရာယာဇဝတ်မှုနဲ့ပတ်သက်ပြီးတော့လည်းတကယ့်ကိုလူမှုအဖွဲ့အစည်းမှာပိတ်ဆို့မှုတွေလုပ်ဖို့လိုအပ်တယ်ဆိုတာကိုစဉ်းစားမိစေတဲ့အမှုပဲဖြစ်ပါတယ်တကယ်တမ်းလည်းအဲ့ဒီအချိန်လုံးကတရားစီရင်ဌာနဝန်ကြီးတွေကလည်းဂျိုဒူဆွန်းနဲ့ပတ်သက်ပြီးတော့လူငင်းချမ်းသာမှုဆိုတာရှိမှာမဟုတ်ဘူးလို့ ထုတ်ပေါ်ပြောဆိုခဲ့ပါသေးတယ်။အဲ့ဒီအခြေလုံကတမရအီမြန်ဘကလည်းတေချာပေါ့ဒါဟာဥပဒေနဲ့ဆုံးဖြတ်ရတဲ့ကိစ္စပြီးမြဲဒီလိုလူမျိုးတွေကတော့တသက်လုံးကျင်ထားတာမသိတော့ဘူးလားဆိုတော့သူ့ရဲ့အတွေ့ကိုလည်းပြောဆိုခဲ့ပါတယ်။ဒီနောက်မှာလည်းအမျိုးသမီးရေးရနဲ့လူအခွင့်အရေးကော်မတီတွေကလည်းစနစ်ပြင်ဆင်ပြောင်းလဲဖို့တောင်းဆိုတဲ့ဆန္ဒပြမှုတွေကိုလည်းအဆက်မပြတ်လုပ်ခဲ့တယ်လို့လည်းဆိုကြပါတယ်။ဒီအမှုကိုအစပြုပြီးတော့ပြစ်ဒဏ်ကပိုပြီးတော့လေးလံရမှာမဟုတ်ဘူးလားဆိုတော့အเจ้าရကစတင်လာပါတော့တယ် တကယ်တမ်းမှာလည်းအရက်တေစာတောက်သုံးခြင်းနဲ့ဆေးဝါးသုံးဆွဲခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာချို့ရင်းနေတဲ့အခြေအနေမှာဖြစ်ပေါ်တဲ့လက်ပိုင်းဆိုင်ရာယာစဝိမှုနဲ့ပတ်သက်ပြီးတော့စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာအာဏိမှုကိုထည့်သွင်းမစင်းစားဘဲနဲ့စီရင်ချက်ချနိုင်တဲ့ဥပဒေတတ်မှတ်ချက်တစ်ခုပေါ်လာတော့တယ်။ဒါကိုတောင်ကိုရီးယားမှာတော့ဂျိုဒူဆုဥပဒေလို့ခေါ်ကြတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့ဒီမှာကြောက်စရာကောင်းတာတခုရှိပါတယ်။ဂျိုဒူဆုဟာထောင်ထဲမှာရှိနေရင်လည်း တေချာပေါ့ဒါကတော့လူတွေပြောပြောကြတယ်ကောလာဟာလာတခုပဲမဲ့လေကျုပ်ဒီထဲမှာဆက်နှစ်နှစ်ပဲပြိမိနေပြီးတော့ထွက်လာပြီးရင်ကြီးကြသေးတာပေါ့ကျုပ်အားကစားတွေလုပ်ပြီးတော့အားကြီးအောင်လုပ်ပြမယ်ဆိုပြီးတော့လက်စားချေဖို့ကိုစိတ်ဆုံးဖြတ်ထားတဲ့လူမျိုးပြောတာမျိုးတွေကိုလည်းကြားဖို့ကြတာဖြစ်တဲ့အတွက်ကြောင့်လူတွေတော်တော်များများကိုထိတ်လန့်အောင်လုပ်ခဲ့ပါတော့တယ်ဒါဟာလူတိုင်းကိုထိတ်လန့်စေခဲ့တာဖြစ်တဲ့အပြင်ကိုဒီအမှုရဲ့နင့်နာသူဖြစ်တဲ့နာယောင်မိသားစုကိုလည်းတော်တော်လေးထိတ်လန့်စေခဲ့ပါတယ် ဒါပေမဲ့တကယ်တမ်းသိရတဲ့လောက်ကတော့ဂျိုဒူဆွန်ဟာတရုတ်ခိုင်းနေမှာ24နာရီစောင့်ကြည့်ခံရပြီးတော့တခြားသူတွေနဲ့လည်းချီးတွေ့မှုကိုအတက်နိုင်ဆုံးချော့ချထားလို့အင်အားတွေနဲ့တော်တော်လေးကိုရုတ်ရော့နေတယ်လို့သိရပါတယ်။နောက်ထပ်တစ်ခုကတော့ဒီကြားထဲမှာ ထောင်ကထွက်လာတဲ့သူတွေစီကိုပို့ခဲ့တဲ့စာရင်းလည်းရှိပါသေးတယ်။အဲ့ဒီထဲမှာတော့ငါကတော့အရက်မူပြီးလုတ်ခဲ့တာလို့လုံးဝမသိသတိမရဘူးလို့လည်းပြောခဲ့ပါသေးတယ်။ ်ဒီထဲမှာကတကယ်မုန်းစရာကောင်းတဲ့စကားကဘာလဲဆိုတော့ငါသာတကယ်ပဲအဲ့ဒီကလေးငယ်လေးကိုအဲ့လိုလုပ်ခဲ့ရင်ကောင်းကင်ကအပြစ်ပေးတာခံမှတင့်တော်တယ်ဆိုတော့ငါတည်ပြစ်မှရမှာလားဆိုပြီးတော့လည်းပြောခဲ့ပါသေးတယ်။ရာဇဝတ်မှုဆွတ်စစ်တဲ့ဌာနရဲ့ရလက်အရာကတော့သူကစိုက်ကိုပဲဖြစ်တယ်လို့လည်းဖျက်ပေါ်ခဲ့ပါတယ်။ကဲအခုနာယောင်းလေးရဲ့အကြောင်းကိုပြောကြပါဦးမယ်။နာယောင်းလေးဟာ2019ခုနှစ်မှာတော့အထက်တန်းကျောင်းအောင်မြင်ပြီးတော့တက္ကသိုလ်ကိုတက်ရောက်ခဲ့ပါတယ် အဲ့ဒီမိဖြစ်ချင်လောက်အောင်လင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်သူမရဲ့လင်အင်ကာနဲ့စအိုရဲ့လုံဆောင်မှုတွေက80ရာခိုင်နှုန်းလောက်ထိကိုပျက်စီးသွားပါတယ်။ဒါကြောင့်နာယောင်းလေးဟာလူလုံးမစင်အိတ်ကိုအသုံးပြုနေရတာမှာဒါဟာကလေးတုံးကတတ်တတ်မရှိနေတော့လူကြီးတုံးကိုအသုံးရပါတယ်တဲ့။ဒါပေမဲ့ဒါကြီးကိုတဲ့သွားရတော့အများရန်သူ့ရဲ့ဘေးပတ်ပတ်လည်မှာမစင်အနက်ကြီးကထွက်နေတာပေါ့။ဒီလိုမစင်အနက်ကြီးထွက်နေတော့သူ့ကိုယ်တိုင်လည်းတော်တော်လေးပြင်းမှန်းတာပေါ့။ ဒါပေမဲ့ကလေးငယ်လေးနာယောင်းလေးကဘေးကတငယ်ချင်းတွေသူမအနာကိုမကတ်ကြလို့တော်တော်လေးကိုစိတ်ဒဏ်ရာဖြစ်ခဲ့တယ်လို့လဲဆိုပါတယ်။ကံကောင်းစွာနဲ့ပဲအမေရိကန်ကျန်းမာရေးတုံးပစ္စည်းကုမ္ပဏီဖြစ်တဲ့ Police Car ကနေပြီးတော့ကိုရီးယားပြည်တွင်းဖြန့်ဖြူးရေးကုမ္ပဏီဖြစ်တဲ့ Desert Medical ကုမ္ပဏီဆိုတာရှိပါတယ်။အဲ့ဒီကနေပြီးတော့နာယောင်းလေးအတွက်မစင်အိတ်နဲ့အမွှေးနဲ့အိတ်ပြီးတော့မစင်ချီဖြက်စေဂျယ်လီနဲ့ gas pressure ဆေးတွေအထူးထောက်ခံပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့တသက်လုံးကလေးကမစင်အိတ်တွဲလောက်နဲ့နေသွားရမှာမဟုတ်လားပြီးတော့လည်းမစင်တွေက အပြင်ဘက်ကိုဆွတ်ထုတ်ရမှာဆိုတော့တတ်မှန်ရှိရှိနဲ့ဆွတ်ထုတ်နိုင်ဖို့အတွက်အလကားတမှတ်ပေးဖို့လုပ်ရင်းနဲ့ကလေးအတွက်အခက်အခဲဖြစ်တဲ့ကိစ္စတော်တော်များများကိုလည်းဖြေရှင်းပေးခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းသူမရဲ့တငယ်ချင်းတွေကတော့သူမအနာကိုလွယ်လွယ်ကူကူနဲ့မကတ်နိုင်ကြဘူးလို့လည်းဆိုပါတယ်ဒီအမှုကိုရုပ်ရှင်အဖြစ်နဲ့တော့မရိုက်ကူးခဲ့ပါသေးတယ်တော်တော်များများတီးပြီးသားဖြစ်တဲ့ဟုတ်ဆိုတဲ့ရုပ်ရှင်အဖြစ်နဲ့ပြုလုပ်ခဲ့ပြီးတော့ ဒီရုပ်ရှင်ကိုကြည့်တဲ့သူတော်တော်များများကလည်းမျက်ရည်မကျဘဲနဲ့ကိုမကြည့်နိုင်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။နာယောင်လေးကဒီမှာဒီလိုပြောခဲ့ပါတယ်တဲ့။အဖေသမီးလေးဘာဖြစ်လို့စာကျိုးစားရမှာလဲကောင်းကောင်းကိုမသိတော့ဘူး။တကယ်လို့သမီးကစာကျိုးစားပြီးတော့တော်တဲ့သူဖြစ်သွားမယ်မဟုတ်လား။အဲ့ဒါဆိုရင်တကယ်လို့နာမည်ကြီးလာပြီးတော့အဲ့လူကြီးပြန်ပေါ်လာပြီးတော့နှိမ့်ဆက်မအောင်ကြောက်တယ်တဲ့။နာယောင်လေးကတော့ခန္ဓာကိုယ်ထိခိုက်မှုတွေမဟုတ်ပဲနဲ့စိတ်ပိုင်းဆိုင်ရာတိကျမှုကမျက်နှာမှုတွေကိုလည်းတေချာဖို့ခံစားခဲ့ရပါတယ်။စစ်နေနေ ဒါတကယ်ပဲလုံလောက်တဲ့အချိန်ကာလရောဖြစ်ခဲ့ရလား2020ခုနှစ်17လပိုင်းမှာတော့တရခန်ဂျူဒူဆုံးကထောင်ကနေလွတ်လာချိန်မှာတော့နိုင်အောင်လေးတို့မိသားစုဟာအန်ဆန်းမျိုးကနေပြောင်းရွှေ့လိုက်ကြပါတော့တယ်အဲ့ဒီအချိန်ကနေစပြီးတော့အခုလက်ရှိ2025ခုနှစ်အထိကိုနိုင်အောင်လေးတို့မိသားစုနဲ့ပတ်သက်တဲ့သတင်းတွေကိုမကြားရတော့ပါဘူး ဘာမှသတိမကြရတော့တာကကောင်းတဲ့သတိပဲဆိုတဲ့စကားအတိုင်းနိုင်အောင်လေးရဲ့အေးချမ်းမြင့်လုံကျုံတဲ့နေရာမှာပျော်ရှင်တဲ့ဘဝလေးကိုဖြတ်တန်းနေဖို့ပဲပျော်လင့်ပါတော့တယ်